ချစ်တော်မိတ်ဆွေများအားလုံးပဲမင်္ဂလာပါကျွန်တော်ပြီးသွားတဲ့နှစ်ရက်လောက်ကစပိန်နိုင်ငံရဲ့နာမည်ကြီးသတင်းစာတစ်ခုဖြစ်တဲ့ဒီမာကာသတင်းစာရဲ့ဖော်ပြချက်အရဆိုရင်ဒီ sorry club အသင်းတစ်သင်းဖြစ်တဲ့ ehali အသင်းကဘာစီလိုနာအသင်းရဲ့တောင်ပံကစားသမားလူငယ်ကစားသမားလေးလာမင်းရမာကိုကမ္ဘာစံချိန်တင်ပြောင်းဆွဲချတရက်နဲ့ကံလမ်းမှုပြုလုပ်ခဲ့တယ်လို့ကျွန်တော်ကြားသိရတယ်ဒီသတင်းကပထမတော့ကျွန်တော်တခြားသောသတင်းတွေမှာလည်းတွေ့လိုက်သေးတယ်မနေ့ကလည်းကျွန်တော်ထပ်တွေ့သေးတယ် ဒါကနည်းနည်းလေးတိတ်ကြတဲ့အချက်လက်တွေရှိတယ်လို့ကျွန်တော်ပြောလို့ရတယ်။ဘာကြောင့်ဆိုတော့မာကာသတင်းစာဆိုတာကလည်းဒါအားလုံးသိတဲ့သတင်းစာတစ်ခုကနေပေါ်ပြတာတာ။ပြောမယ်ဆိုဒီကစားသမားလေးကကျွန်တော်တို့လွန်ခဲ့တဲ့ရက်ပိုင်းတွေကလည်းဒီသူ့ရဲ့အပြင်လူနေမှုစတိုင်ကြောင့်နာမည်တွေနည်းနည်းလေးဘလို့လဲသတင်းစိုးတွေထွက်နေတဲ့ကစားသမားပေါ့နော်။သို့ပေမဲ့သူ့ကိုဒီ PSG တို့လိုအသင်းမျိုးတွေတစ်ဖက်က Man City တို့လိုအသင်းမျိုးတွေကဒီကစားသမားလေးကိုလိုအပ်တယ်။ခေါ်ယူမယ်ဆိုတဲ့ဒီကောလာဟလလည်းဖြစ်နိုင်တဲ့သတင်းမျိုးတွေကဇက်တိုက်တက်နေတယ်။ ဒီနေရာမှာမန်စီးတီးတို့ PSG တို့ကသန်း220 230တလို့ဝင်ချင်းထိခေါ်ယူမယ်။သူရဲ့ကာလာတန်ကြီးကလည်းကျွန်တော်အားလုံးသိတဲ့အတိုင်းဒီချိန်မှာတော့ကစားသမားရဲ့တန်ကြီးကဒီသန်း200နီးပါးလောက်ထိစီးနေတဲ့တန်ကြီးပေါက်နေလေ။ဒီလိုအနေထားမှာအဲ့လိုမျိုးဈေးတွေပေးပြီးတော့ခေါ်ယူမယ်လို့ကျွန်တော်ကဇက်တိုက်သိကြားသိတာတယ်။သို့ပေမဲ့လည်းတစ်ဖက်ကဆော်ဒီကလပ်ရဲ့ပေးတဲ့တန်ကြီးကကျွန်တော်သန်း400ဒီဥရောပအသင်းတွေပေးတာထားနဆပေးပြီးတော့မှခေါ်ယူမယ်ဆိုတော့ကန်လန်းခဲ့တယ်။ဒါကဘာစီလိုနာကလည်းတည်တည်ချင်းပဲသူတို့ရဲ့ဒီကန်လန်းချက်ကိုဆော်ဒီရဲ့ကန်လန်းချက်ကိုပယ်ချခဲ့တယ်။ ်ဘာစီလိုနာကပြောရစင်းတယ်ဒီကစားသမားကငါတို့ရောင်းဖို့တော့မဟုတ်ဘူးဘယ်တော့မှလည်းရောင်းဖို့မရှိဘူးဆိုတော့မှဒီကံလန်ချက်ကိုချက်ချင်းပယ်ရှားခဲ့တယ်ကစားသမားဘက်ကကြည့်မယ်ဆိုလဲသူကပြောင်းဆွေးဖို့အတွက်ကတော့သူ့ဘက်ကလည်းဘာစီလိုနာလွှင့်ရင်တော့ပြောင်းဆွေးဖို့မဖြစ်နိုင်ဘူးဒါပြောမှဆိုဒီကစားသမားကကျွန်တော်တို့အခုလက်ရှိမှာတော့ဗောနော်သူ့ရဲ့ ქვენ တွင်းခြေစွမ်းပိုင်းကကောင်းတယ်အင်မတန်ကောင်းတယ်လို့ကျွန်တော်ပြောလို့ရပါပဲသူ့ရဲ့ပြင်ပလူနေမှုစတိုင်ကနည်းနည်းလေးပြောစရာဖြစ်လာတယ် ဒီတော့ကြောင့်အခုနိုင်ငံတကာပွဲစဉ်တွေသွားနေတဲ့အချိန်မှာကစားသမားရဲ့လူနေမှုစရိုင်းနဲ့သူ့ရဲ့ဒီကလပ်တင်မှာဒဏ်ရာရပြီးတော့နားနေတဲ့တိုင်းတာတစ်ခုမှာပေါ့နော်သူကဒီမီဒီယာတွေရဲ့တားကောင်ဖြစ်လာသူ့ရဲ့လူနေမှုစရိုက်ကိုပဲဒီမီဒီယာတွေတော်တော်များများချဲ့ထွင်းပြီးတော့မှရေးနေတယ်သူ့ကိုအမျိုးမျိုးဝေဖန်ကြတယ်ဒါကလေတကယ်တမ်းကျတော့လူငယ်တယောက်အနေနဲ့ဆိုတော့ကျွန်တော်တို့ကနားလေပေးလို့ရတယ်ဘာကြောင့်လဲဆိုတော့တချို့ကပြောသူပေါ့နော်ဒီရီစားရပြီးမှဒဏ်ရာတွေရလာတယ်အရင်ကဆိုဒဏ်ရာတွေမရှိတဲ့အကြောင်းတွေအစမီဒီယာတွေမှာကျွန်တော်တို့ပလူပြန်နေအောင်တွေးရတယ် ဒီလိုနမဲဆိုးတွေများနေပေမဲ့လေဆော်ဒီရဲ့ကံလမ်းမှုကတကယ်ကိုအံ့မခံပဲဒါတကယ်ကြောက်စရာပဲဘာစီလိုနာဟုတ်တော့တန်လေးရပေးတာကစားသမားဘယ်လောက်ထိပေးမလဲဆိုတော့ဒါအားလုံးလဲဒါစဉ်းစားလို့ရတော့ဘောနော်ဒီဆော်ဒီရဲ့ပေးတဲ့ကံလမ်းမှုတွေကတကယ်ကိုကြောက်မခံလေးလေးပဲဒါပေမဲ့ဒီပြောင်းဆွေးကဖြစ်နိုင်လားဆိုတော့ဒါမဖြစ်နိုင်ဘူးကတော့ချင်းတည်ပေါင်းများတယ်ဒါပေမဲ့ကျွန်တော်နည်းနည်းတော့စဉ်းစားရမှာဘောနော်ကစားသမားရဲ့အသက်အရွယ်ပိုင်းနဲ့ပြီးတော့မှကျွန်တော်တို့ပို့ပြီးတွေးရမှာကသူ့ရဲ့အဖေ သူ့ဖေကဒီကစားသမားပေါ်မှာခြေလှမ်းမှုတိုက်တာတစ်ခုတည်းရှိတယ်။ဒါကစားသမားရဲ့အကြောင်းပြောရမှာဆိုရင်သူ့ရဲ့မိဘနှစ်ပါးကဒီလာမင်းကမငယ်ရွယ်တဲ့အချိန်မှာသူတို့ကဘယ်လိုလဲကွာစင်ထားကြတယ်တူနဲ့တူ။အဲ့အတွက်လာမင်းကဟိုဘက်မိဘမှာကတ်နေမလို့ဒီဘက်မိဘမှာကတ်နေမလို့ဆိုတဲ့အနေအထားမျိုးတွေဖြစ်ပြီးတော့မှနောက်ပိတ်ဆုံးဘာစီလိုနာကဒီမိဘနှစ်ဦးနဲ့သာလာမင်းကမှဆက်သွားနေခဲ့မယ်ဆိုရင်သူတို့ကစားသမားကထင်သလောက်ထင်မထွန်းတောက်မှကြိုတည်တဲ့အတွက် ဒီလာမီယိုဘာစီလိုနာရဲ့ចောင်းမှာပဲဒီလာမာစီယာမှာပဲចောင်းနေចောင်းစားသဘောမျိုးနဲ့ចောင်းမှာပဲထားခဲ့တယ်ဒါမက်ဆီတို့ជីပြင်းလာတဲ့စတိုင်မျိုးနဲ့တူတာဗောနော်သူကဒါနဲ့ဘာစီလိုနာရဲ့ចောင်းမှာပဲជីပြင်းလာတဲ့ឆាតိုက်လေဒီလိုအောင်မြင်တဲ့နောက်ပိုင်းမှာတော့သူ့ဖေရဲ့နောက်ပိုင်းပါဝင်ပတ်သက်မှုတွေကကျွန်တော်နည်းနည်းလေးစဉ်းစားစရာဖြစ်တယ်ဘာစီလိုနာအပေါ်မှာလည်းပို့ပြီးတော့မှသူ့ဖေကဘယ်လိုလဲဖိအားပေးတဲ့ပိုင်းနေတိုင်းတာတစ်ခုတည်းစီးခဲ့တယ်ဘာကြောင့်ဆိုတော့ဒီပြီးသွားတဲ့ကျွန်တော်ဆွေဘောလုံးပေးပွဲတွေကိစ္စနဲ့ပတ်သက်ပြီးတော့လေသူ့ရဲ့ဖေကဘာစီလိုနာကိုဖိအားပေးတဲ့ပိုင်းစီးလာတယ် ဒါကပါလဲဆိုတော့ပထမတော့ဒီကျွန်တော်တို့ဘာစီလိုနာကရာဖီညာကိုပို့ပြီးတော့မှဆွေဘော်လုံးနဲ့ပတ်သက်ပြီးတော့မှတည်င်းတွေတက်တယ်စပို့ပေးတယ်ပေါ့ဗျာဒီလိုနောက်ပိုင်းမှာဒီကစားသမားရဲ့အဖေကလာမင်းရမာရဲ့အဖေကပြောလဲဆိုတော့သူကစားသူ့ရဲ့သားလေးကပို့ပြီးတော့မှဘာစီလိုနာကပို့ပြီးပံ့ပိုးပေးတဲ့နဲ့ဆိုပြီးတော့မှသူကဖိအားပေးတဲ့ပိုင်းတွေစီလာတယ်ဒီနောက်မှာတော့အားလုံးသိတဲ့အတိုင်းပဲကျွန်တော်တို့ရာဖီညာကမိမ့်မိန်ပြီးတော့မှလာမင်းရမာကတခါဆွေဘော်လုံးကိစ္စနဲ့ပတ်သက်ပြီးတော့မှပို့ပြီးတော့ပေါ်လွင်တောက်ပါလာဒီလိုပိုင်းနေစီတယ်ပြီးတော့မှတခါဒီအသင်းကိုဖိအားပေးတဲ့တိုင်းတာမှာဆိုရင်တချို့တော့ဒီဂျန်လင်းရဲ့အုံပြုခွင့်တွေ သူသားပို့ပြီးတော့ပေါ့နော်ဒီလိုမျိုးအသင်းကိုဘေးရတစ်ချိန်လုံးဇက်တိုက်ဆိုလို့ဖိအားပေးတဲ့ပိုင်းတွေစီးနေတယ်ဒါကျွန်တော်ကောလာဟလလည်းဖြစ်နိုင်တယ်လို့တချို့သောသတင်းတွေကလည်းအမှန်သတင်းတွေကျွန်တော်ကြားသိတာရတဲ့စီးတယ်ဒီကစားသမားလေးကအဲ့ဒီတော့ပေါ့နော်ကျွန်တော်ဒီဆော်ဒီပြောင်းမဲ့ကိစ္စကတော့မဖြစ်နိုင်ဘူးများပေမဲ့လည်းဒီဖူးကြီးရဲ့စနစ်တွေကလည်းနည်းနည်းလေးတော့ကျွန်တော်တို့ထည့်တွက်ရမယ်ဘာမှမဆိုဖြစ်သွားနိုင်တဲ့နေထားစီးတယ်ပေါ့နော်တကယ်တမ်းကျွန်တော်တော့ကြောက်တော့လေဘာစီလိုနာကတကယ်ရောင်းချခဲ့မယ်ဆိုရင်လေဝန်နေစရာတော့ပိတ်မရှိပါဘူး။ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ကအတိတ်ကစားသမားလီယွန်းနဲ့မက်ဆီကိုတော့ ကြပြားတစ်ချက်မှမရမနဲ့ဆုံဆုံသွားပြီးပြီဟာဒီလိုကစားသမားလေးတယောက်ကိုတန်400ရမယ်ဆိုတော့လက်စီလက်စီပန်နိုင်ကြီးကလည်းကျွန်တော်တို့မှအချက်တရရိုက်နေတဲ့ချိန်ဒီလိုတန်400ရမယ်ဆိုတော့ဒါထွက်သွားပါဆိုတော့ကရောင်းချမယ်ဆိုတော့ကျွန်တော်တို့သိဝန်နေမှုတော့မရှိဘောနော်ဒါပေမဲ့ဒီကစားသမားကမရောဖြစ်ဖို့တော့များပါလေဘာစီလိုနာဖန်နေနေနဲ့ရောဒီချာတက်လေးပေါ့ဘလို့မြင်ပြီလေလက်စီစော်ဒီကပေးတဲ့တန်400ဆိုတဲ့တန်ချေကရောင်းသိမ့်လားဒါမှမဟုတ်အသိမ့်မှပဲဆက်ထားသိမ့်လားလစီသူရဲ့ပြင်ပလူနေမှုစတိုင်တွေကဒါလူငယ်တယောက်မို့နားလေပေးနိုင်လား ကျော်ရဲ့ကွမတ်လေးဒီမှာမှတ်ချက်ရေးသွားပြကြပါဦးဒါနဲ့ဒီဗီဒီယိုလေးကိုကြည့်စုတဲ့ညီကိုမိတ်ဆွေတို့အနေနဲ့ကျွန်တော်ရဲ့ YouTube channel လေးကို subscribe လုပ်ထားရသေးလို့ဆိုရင် subscribe လေးလုပ်သွားပြကြဖို့အတွက်ကျွန်တော်တောင်းဆိုလိုက်ပါတယ်ပြီးတော့မှကျွန်တော်ရဲ့ Facebook page ဖြစ်တဲ့ AF Above Football page လေးကိုလည်း follow and like လေးများလုပ်သွားပြကြဖို့အတွက်ကျွန်တော်တောင်းဆိုလိုက်ပါတယ်အားလုံးကိုထူးပဲကျေးဇူးတင်စီပါတယ်